ဘာဆိုလိုအမိရတဲ့တက်သစ္စဒါရိုက်တာတယောက်ဟာရုပ်ရှင်ဇာတ်လမ်းတိုလေးတစ်ခုကိုရိုက်ကူးဖို့အတွက်ကြိုးစားအားထုတ်နေခဲ့ပါလိမ့်။သူရဲ့ရည်မှန်းချက်ကတော့ဒိတ်ဒိတ်ကျဲအောင်မြင်တဲ့ဒါရိုက်တာကြီးတယောက်ဖြစ်လာဖို့နဲ့သူဝါသနာကြီးတဲ့ဒီလမ်းကြောင်းပေါ်ကိုတက်တလုံးရှောက်လှမ်းနိုင်ဖို့ပါပဲ။ဒါပေမဲ့နာမည်သိပ်မကြီးသေးတဲ့ဒါရိုက်တာတအူးဖြစ်နေတာကြောင့်သူ့ကိုပံ့ပိုးပေးမဲ့ပရိုဂျူဆာတွေလည်းမရှိပါဘူး။ဒါကြောင့်သူရဲ့ရှီစုမဲစုပိုင်ဆိုင်လေးတဲကနေပဲငွေထုတ်ပြီးတော့အကုန်ကြခံရပါလေ ။တနေ့မှာတော့အတိမိတ်ဆွေတယောက်ရဲ့ coffee ဆိုင်ကိုရှူတင်ဖြစ်ပြင်ဆင်ပြီးတေးဥဆောင်တွေရွေးချယ်ဖို့အတွက်စီစဉ်ပါရီ။ဆိုင်ရှင်ကိုလည်းနေရာငှားရမ်းကမပေးနိုင်တာကြောင့်ဆိုင်ကိုကြော်ညာပေးတယ်လို့ပဲသဘောထားလိုက်ပါဆိုပြီးတော့ပြောထားတာပါ။သူစီကိုရောက်လာကြတဲ့တေးဥဆောင်တွေကလည်းမျက်နှာသစ်တွေဖြစ်တဲ့အပြင်အရေးချင်းကလည်းအတော်လေးညံ့ဖျင်းကြတာကြောင့်သူသဘောမကျခဲ့ပါဘူးတချို့က dialogue တွေကိုခန်းစားချက်မထက်အသက်မပါပဲစာဖတ်တယ်လို့ပြောနေကြပြီး တချို့ကတော့သတင်းကြေညာတယ်လို့ပြောနေကြတာကိုလည်းတွေ့ရပြန်ပါတယ်။ခန်းစားချက်ပြည့်နဲ့သဘာဝကျကျသေယုဆောင်နိုင်သူကိုတွေ့ရပြန်တော့လေဇလန်နဲ့အံမကိုက်ဘူးဆိုပြီးတော့ငင်းရပြန်ပါတယ်။ဗာစုကသူ့ရဲ့ဇလန်တဲကဇက်ကောင်ကာရိုက်တာနဲ့လုံးဝကွက်တီကြတဲ့လူမျိုးကိုမှလိုချင်တာဖြစ်ပြီးသေယုဆောင်ရှာပေးရတဲ့တငယ်ချင်းဖြစ်သူကတော့အတော်လေးကိုစိတ်မောနေရပါပြီ။အဲ့ဒီချိန်မှာပဲဖျားသခင်ကဗာစုရဲ့ရုပ်ရှင်အတွက်ဖန်ဆင်းပေးလိုက်တဲ့လား"သူလုံးဝစိတ်တိုင်းကြတဲ့မိန်းကလေးတအုပ်ကို" မြင်လိုက်မိပါတယ်။သူမရဲ့ကိုဟန်မူရာတွေအပြောဆိုတွေနဲ့ရုပ်ရည်ကပါဗာစုလိုချင်တဲ့ဇက်ကောင်နဲ့တတ်ထက်တဲ့ကြာနေခဲ့တာပါ။ဗာစုလည်းသူမကို မနီးမဝေးကနေအကဲခတ်နေခဲ့ပြီးအခွင့်ရတဲ့အခါမှာသူမနားကိုချင်းကပ်ကသူ့ရဲ့ရုပ်ရှင်မှာတေးဥဆောင်မှုအတွက်စတင်ကမ်းလှမ်းလိုက်ပါတယ်။သူမရဲ့နာမည်ကတော့ Kirati ဖြစ်ပြီးဗာစုကတောင်းတမမှန်တဲ့ကမ်းလှမ်းခဲ့တာတောင်မှသူမကတော့တေးဥဆောင်လုပ်ဖို့နေနေတာတာရုပ်ရှင်တော့မကြည့်ဘူးလို့ပြောပြီးတော့ညင်းလိုက်ပါတယ်။ ဒါလဲဘာစုကအလျှော်မပေးပဲသူမအိမ်ထိလိုက်သွားကာကော်ဖီဆိုင်မှာဆေးလိပ်တောက်နေတဲ့ပုံနဲ့ချင်းချောက်အကြက်ကင်လိုက်တဲ့အခါမှာကီရတီလည်းမငင်းသာတော့ပဲဒါကိုလက်ခံလိုက်ရပါတယ်ဒါပေမဲ့သူမကမကြမီမုံမိုင်းမျိုးမှာကြောင်းဆက်တက်ရမှာကြောင့်အချိန်နှစ်ပတ်ပဲပေးနိုင်မှာဖြစ်တဲ့ပြင်ရိုက်ကွေးလုံးချိန်မှာသူမကိုနှောက်ယှက်မှုတွေလှုပ်လာခဲ့ရင်လဲချက်ချင်းနှုတ်ထွက်မဲလို့ပါပြောခဲ့တာပါဒီလိုနဲ့သူတို့ရဲ့ရိုက်ကွေးလုပ်ငန်းစခဲ့ပြီးတော့ကီရတီဟာသူမကိုယ်တိုင်ပဲမိတ်ကပ်ပြင်ဆင်ရပြီး အဝေလဲဖို့အတွက်တော့ချင်းချင်းကြက်ကြက်နဲ့ကားကိုပဲအသုံးပြုရပါလေ။ဒါမဲ့ဗာဆူမှာငွေအားမတက်နိုင်တာကိုသူမကနားလေပေးနိုင်ခဲ့ပြီးတော့အလုံးလုံးချိန်မှာလဲဗာဆူရဲ့စိတ်အားထက်သန်စွာစူးစမ်းမှုတွေကိုမြင်နေရတာကြောင့်အဲ့ဒီဒုက္ခတွေကိုသီးခံပေးလိုက်ပါလေ။ဒါမဲ့တနေ့မှာတော့သူတို့အားလုံးရဲဖမ်းခံလိုက်ရပါတော့တယ်။ကန်တဲ့နယ်မြေထဲမှာခွင်ပြူချက်မရှိဘဲနဲ့ဒရုန်းနဲ့ရိုက်ကူးမှုပြုလုပ်ခဲ့လို့ပဲဖြစ်ပြီးသူတို့အချုပ်ထဲကိုမရောက်အောင်ဖြေရှင်းနိုင်ခဲ့ပေမဲ့ကီရီတီကတော့ အတော်လေးကိုမကြေမနက်ဖြစ်သွားပြီးရိုက်ကူးရေးကနေပါနှုတ်ထွက်သွားပါတော့တယ်ဒီခါမှာဗာစုကမျက်နှာငယ်လေးနဲ့လိုက်သွားပြီးဒီရုပ်ရှင်ဇလန်းတိုလေးအတွက်သူရင်းနှီးပေးဆက်ခဲ့ရတာတွေစိရဲ့ဒုက္ခခံခဲ့ရတာတွေစတာတွေကိုတနာလောက်အောင်ကြိုးစားပြောကသူမကိုချော့မော့ဖြောင်းဖျားခဲ့ရပြီးတော့ကီရတီလဲကိုချင်းစာစိတ်နဲ့ရိုက်ကွေးဆက်လုပ်ဖို့အတွက်ပြန်လက်ခံလိုက်ပါတယ်အဲဒီနောက်ပိုင်းရိုက်ကွေးတွေမှာတော့ဘာပြဿနာမှမရှိဘဲအဆင်ပြေချောမွေ့နေခဲ့တာပါ အစားပိုင်းမှာဗာဆူနဲ့ကီရီတီတို့ဟာတိတ်ပြီးတော့မတည့်ခဲ့ကြပါပဲ။သူတို့ရဲ့လုပ်ငန်းပြီးဆုံးသွားတဲ့အခါမှာတော့နှစ်ဦးသားရင်တွင်းခံစားမှုတွေကိုစီဖြစ်ပေါ်လာခဲ့ကြပါလိမ့်။သူတို့ရဲ့ရိုက်ကူးရေးနောက်ဆုံးနေ့မှာတော့ကီရီတီနဲ့ဓာတ်ပုံတွဲရိုက်ဖို့အတွက်တောင်းဆိုလာတဲ့လူတစုရောက်လာခဲ့ကြပြီ။သူမကခွင့်ပြုခဲ့ပေမဲ့ကီရီတီကိုထီကဘာရီကဘာလုံနေခဲ့တာကြောင့်ဒါကိုမြင်တဲ့ဗာဆူကတီးမခံနိုင်တော့ပဲဝင်ရောက်ဆုံးမပါတော့လေ။အဲဒီလူတွေကိုမှတ်လောက်သားလောက်အောင်ဆုံးမနေချိန်မှာပဲဗာစုကိုယ်တိုင်လည်းခေါင်းကိုအရိုက်ခံလိုက်ရတာကြောင့် ဒဏ်ရာအတော်လေးယာသွားခဲ့တာပါသူရဲ့မြင်ကွင်းတွေကဝေဝါးလာခဲ့ပြီးနားပေါက်ထဲကပါသွေးတွေစီးကျလာခဲ့တာဖြစ်ပါလေတိတ်မကြခင်မှာပဲသတိပြန်ဝင်လာတဲ့ခါမှာတော့ဗာဆူရဲ့မျက်နှာအမူအရာဟာတမျိုးတစ်ပုံပြောင်းလဲနေခဲ့ပြီးညာလက်အစားဘယ်လက်ကိုအသုံးပြုပြီးတော့ဆက်လက်တိုက်ခိုက်နေပါတော့တယ်ဒီလိုနဲ့ဗာဆူရဲ့ရုပ်ရှင်ရိုက်ကူးမှုအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီးတော့ producer တူကိုပြသကြည့်တဲ့အခါမှာအဲ့ဒီလူကသဘောကျသွားပြီးနောက်ထပ်ရုပ်ရှင်ကားရှိထပ်ရိုက်ဖို့အတွက်ငွေပါထုတ်ပေးဖို့သဘောတူလိုက်ပါတယ် ဒါပေမဲ့ producer ဖြစ်သူကအလုတ်ကိစ္စနဲ့နိုင်ငံသားကိုအချိန်တော်ကြာတွားနေမှာဖြစ်တာကြောင့်သူနိုင်ငံသားကိုမထွက်ခင်မှာဇန်ညွန့်ကိုလာပြပေးဖို့အတွက်ပြောထားခဲ့ပါလိမ့်။အဲဒီနောက်မှာတော့သူ့မှာရှိသမျှအချိန်တွေကိုဇန်ညွန့်ရေးဖို့အတွက်ပဲစ조사အားစိုက်ခဲ့ပြီးဇန်ညွန့်ပို့ရမယ့်ရက်ကိုနှီးလာခဲ့ပေမဲ့ဇက်သိန်းကန်းကိုတော့တွေးမရနိုင်ပဲရှိနေခဲ့တာပါ။သူအရက်တွေတစ်ခွက်ပြီးတစ်ခွက်တောက်ချကအေကိုရောတကူးနဲ့ဇက်သိန်းကန်းကိုစိတ်ကူးရင်ဖန်တီးဖို့အတွက်စ조사နေခဲ့ပြီးအတော်လေးမူးလာကအမြင်တွေဝေဝါးလာတဲ့အချိန်မှာတော့ မသိစိတ်တခုဝင်လာကဘယ်လက်နဲ့အရက်ခွက်ကိုကောက်ကင်လိုက်မိပါတော့တယ်။နားပေါက်ထဲကလည်းသွေးတွေယိုစီးလာခဲ့ပြန်ပြီးအခြားသူတဦးရဲ့ပုံစံကိုပြောင်းလဲသွားခဲ့တာပါ။အဲဒီနောက်မှာတော့ဇက်သိန်းကန်းကိုအချိန်ကောင်းကောင်းနဲ့ရေးချလိုက်ပြီးအချိန်မီပဲသူပြီးစီးခဲ့ပါလေ။ပရိုဂျူဆာကြီးကိုတွားပြတဲ့အခါမှာလည်းအတော်လေးကိုဟိုကသဘောကျသွားပြီးတော့သူ့ကိုအကြီးအကျယ်ကိုပဲချီးမွမ်းနေတော့တာပါ။အဲဒီနောက်မှာတော့ဗာဆူရဲ့တငယ်ချင်းတွေနဲ့ကီရတီကိုပါဖိတ်ခေါ်ပြီး အောင်ပွဲခံတဲ့အထိမ်းမှတ်ပွဲလေးပြုလုပ်ကြပါလိမ့်ကီရတီကဗာစုအတွက်အင်ကြီးတစ်ထည်လက်ဆောင်ဝယ်ပေးခဲ့ပြီးတော့သူတို့အားလုံးအချိန်တန်ကြာစားတောက်ပြီးကြတဲ့အခါမှာမိတ်ဆွေဖြစ်သူတွေကပြန်သွားကြတာကြောင့်ဗာစုနဲ့ကီရတီတို့နှစ်ဦးတည်းကြံခဲ့ကြပါလိမ့်နှစ်ယောက်သားရှင်တွေကဖြစ်ပေါ်လာတဲ့ခံစားမှုကိုစီကိုလည်းအပြန်အလှန်နားလည်နေကြတာကြောင့်ချုံမိန်နဲ့အချစ်နုံထဲမှာနစ်စင်းကန်ဒီအချိန်လေးမှာပဲဗာစုရဲ့မတိစိတ်တချို့နိုးကြလာကနားပေါက်ထဲကသွေးတွေစီးကျလာခဲ့ပြန်ပါလိမ့် ပြီးတော့သူ့ရဲ့နှုတ်ကလည်းရိုစီဆိုပြီးတော့တီရိုရေရွတ်ခေါ်ဆိုမိလိုက်ပါတော့တယ်ဒီလိုအချိန်တွေမျိုးမှာဗာဆူရဲ့နှုတ်ကတခြားမိန်းကလေးတဦးရဲ့နာမည်ထွက်လာတာကိုကြားလိုက်ရတဲ့ကီရတီကစိတ်တွေအကြီးအကျယ်စိုးသွားခဲ့ပါတော့တယ်ဗာဆူကိုတိုင်လည်းသူ့ကိုသူတော်မသိလိုက်ပဲနဲ့ဒီနာမည်နှုတ်ကနေထွက်သွားတဲ့အပေါ်မှာတော်တော်လေးအံ့ဩထိတ်လန့်နေမိခဲ့တာပါဒါပြင်သူ့ရဲ့အသည့်တွေထဲမှာရိုစီဆိုတဲ့နာမည်နဲ့သူတော်တယောက်မှမရှိခဲ့ပါဘူး။သူအကီရတီကိုရှင်းပြဖို့စူးစမ်းခဲ့ပေမဲ့ သူမကတော့လုံးဝကိုမယုံခဲ့တာပါသူမကဗာဆူလိုယောက်ျားမျိုးကိုချစ်မိသွားတာသူမရဲ့အမှားပဲဆိုတာနဲ့နောက်တခါဗာဆူကိုထပ်မမြင်ခြင်းဘူးလို့ပြောကထွက်သွားပါတော့တယ်နောက်နေ့မနက်မှာတော့ဗာဆူကတငယ်ချင်းစီကိုတွားကအဖြစ်ပြက်တွေကို သူပြောပြလိုက်ပါတယ်တငယ်ချင်းဖြစ်သူကတော့ကီရတီကိုလက်ခံအောင်ဘလို့မှရှင်းပြလို့ရနိုင်မှာမဟုတ်တာကြောင့်သူမကိုမေ့ပြလိုက်ဖို့ပဲအားပေးရှာပါတယ်ပြီးတော့သူ့ရဲ့ပွဲဥထွက်ရုပ်ရှင်ဇာတ်ကားကိုပဲအာယုံဆိုင်ပြီးတော့စူးစမ်းရိုက်ကူးဖို့တိုက်တွန်းခဲ့ပြီး ။ဘာစုလဲသူ့ရဲ့အလုတ်ထဲမှာပဲစိတ်ကိုနှစ်ပြီးတော့အာသွန်ခွန်ဆိုင်အလုတ်လုံးနေပါတော့တယ်။ရိုက်ကူမှုပြီးဆုံးပြီးယုံတင်တဲ့အခါမှာတော့ထေမထားလောက်အောင်အောင်မြင်မှုတွေရရှိခဲ့ပြီးမုံမိုင်းကရုပ်ရှင်သမားတွေကပါဟင်ဒီဘာသာနဲ့ remake ရိုက်ကူဖို့အတွက်ကမ်းလှမ်းမှုကိုပါရရှိခဲ့တာဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင်နဲ့ချက်ချင်းနိုင်ငံကျော်ဒါရိုက်တာကြီးဖြစ်သွားတဲ့သူကိုရုပ်ရှင်လောကတစ်ခုလုံးကလည်းအာယုံဆိုင်မိသွားကြပါလေ။ဒါပေမဲ့အဲ့ဒီအောင်မြင်မှုဟာတာရှိမခံခဲ့ပါဘူး။ တိတ်မကြခင်မှာပဲရဲတွေရောက်လာကတရင်သာရှင်းလင်းပွဲလဲမှာပဲသူ့ကိုဖမ်းခေါ်သွားကြပါတော့တယ်အချောင်းကတော့သူ့ရဲ့ရုပ်ရှင်ဇလန်းဟာနမေကြီးစာရေးဆရာကြီးတအုပ်ရဲ့ဝတ္ထုကိုခိုးချထားပါတယ်ဆိုပြီးစာအုပ်တိုက်ကြီးတစ်ခုကမူပိုင်ခွင့်ချိုးဖောက်မှုနဲ့တရားစွဲလိုက်လို့ပဲဖြစ်ပါတယ်ဖာဆူအဖမ်းခံရတဲ့တရင်ဟာလဲတမဟုတ်ချင်းရုပ်ရှင်လောကတွေမှာပြန့်နှံ့သွားခဲ့ပြန်ပြီတိတ်မကြခင်မှာကီရတီလဲအဲ့တရင်ကိုကြားလိုက်ရပါတယ်ဖာဆူရဲ့လောက်ရကြောင့်သူမနာကျင်ခဲ့ဘူးပဲမဲ့အခုထိတော့ ဗာစုကိုသူကချစ်နေသေးပါပဲ။ဒါပြင်ဗာစုကသတင်းစာရှင်းလင်းပွဲမှာသူမလက်ဆောင်ပေးထားတဲ့အင်ဂျီကိုဝက်ထားတာကြောင့်သူမကိုလွမ်းနေသေးဖြစ်တယ်ဆိုတာကိုလည်းသိလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမကပဲဗာစုအတွက်ရှေ့နေလိုက်ရှာပေးဖို့ကူညီပေးခဲ့ပါတယ်။အမှုကဗာစုဘက်ကအပြစ်ရှိကြောင်းသိတာထင်ရှားနေတာမဟုတ်လို့ဘယ်သူမှသူ့ဘက်ကရှေ့နေလိုက်မပေးခြင်းကြပါဘူး။ကီရတီကသူမနဲ့ဆွေမျိုးသားချင်းတော်ဆက်ပြီးထူးချွန်တဲ့ရွှေစိတ်စုရရှေ့နေတအုပ်စီကိုတွားခဲ့ပြီးအကူအညီတောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ Vasu ရဲ့ရုပ်ရှင်နဲ့အဆိုပါစာရေးဆရာကြီးရေးထားတဲ့ဝတ္ထုကိုတိုက်ကြည့်လိုက်တဲ့အခါမှာတော့တတ်ထက်တဲ့တူညီနေပြီးနောက်ဆုံးဇက်ကောင်နာမည်ကအစအတူတူဖြစ်နေတာကိုပါတွေ့လိုက်ရပါလိမ့်။ဒါပြင်ကိုတရားစွဲတဲ့စာအုပ်တိုက်ဟာလည်းအိန္ဒိယနိုင်ငံမှာအကြီးဆုံးထုတ်ဝေသူတအုပ်ဖြစ်နေသေးတာပါ။ဒါကြောင့်ပြည်တန်ရှော့ပေါခံရဖို့အပြစ်ကိုဝန်ခံလိုက်ဖို့အတွက်ပဲအကြံပေးနေခဲ့ပါလိမ့်။ Vasu ကတော့ဘယ်သူဝတ္ထုကိုမှသူမခိုးချထားကြောင်းနဲ့သူအပြစ်မရှိကြောင်းကိုပဲတရားရုံးမှာရှောက်တင်ပေးဖို့ပြောပါလိမ့်။ ဒီခါမှာရှင့်နေကလည်းဗာစုဟာအမှုကိုကျူးလွန်ထားပြီးဝေမခံနိုင်ရင်သူလည်းကုညီပေးဖို့မတတ်နိုင်ဘူးဆိုကထွက်သွားပါတော့လေဒါအပြင်ကိုတဖက်ကတရလိုရှင့်နေကလည်းအလွန်ထူးချွန်တဲ့သူတူဖြစ်တယ်လို့သူမရဲ့ရှေ့ဆောင်လမ်းပြကျယ်ပွင့်လို့လေးစားရတဲ့သူဖြစ်နေခဲ့တာပါဒါပေမဲ့ကီရတီကဗာစုဟာသူမအတွက်အရေးပါသူတူဖြစ်ကြောင်းတောင်းပန်ခဲ့တယ်လို့ဗာစုရဲ့တငယ်ချင်းကလည်းကိုအားကြတဲ့ရှင့်နေနဲ့ရှင်ပြရမယ့်အရေးဟာအထူးအခွင့်အရေးပဲလို့ဆိုကသူတို့ကိုဆက်ပြီးတော့ကူညီဖို့ပြောနေတာကြောင့် သူမလက်ခံလိုက်ရပြန်ပါလေ။တရားရင်ဆိုင်တဲ့နေ့မှာတော့တရားလိုရှင်းနေကဗာစုအပြစ်ရှိကြောင်းတွေကိုတင်ပြခဲ့ပြီးခိုင်လုံတဲ့တပ်တွေထောက်ထားတွေကိုပါရုံးတော်ကိုတင်ပြခဲ့တာဖြစ်ပါလေ။အရင်နောက်ဗာစုကိုထောင်တန်းနှိရှေချပြဖို့နဲ့ဒန်ဝေရူဘီစေတန်းမှာစောင့်စီဖို့အတွက်ရှောက်လဲချက်တင်လိုက်ပါလေ။ဒါဟာအတော်လေးကိုများလုံးတဲ့အပြစ်ဒဏ်တွေဖြစ်နေခဲ့တာပါ။ဒါကြောင့်ဗာစုကသူ့ကိုမူသားဖော်ဆန်းတဲ့စစ်ဆေးဖို့အတွက်တောင်းဆိုခဲ့ပြီးစစ်ဆေးမှုပြီးဆုံးတဲ့အခါမှာဗာစုအမှန်တွေကိုပြောတာဖြစ်ကြောင်း တက်တည်ထွက်လာခဲ့ပါလေဒီစစ်ဆေးချက်ကဖာဆူကိုအပြစ်ကနေလွတ်အောင်မစွမ်းဆောင်နိုင်ပေမဲ့ယာယီချုံနောက်မှုကလွတ်ပေးဖို့တော့လုံလောက်နေခဲ့တာဖြစ်ပါလေအချုပ်တွေကလွတ်လာပြီးတဲ့နောက်မှာတော့သူကိုယ်တိုင်အဆိုပါစာရေးဆရာကြီးရှေရန်ရဲ့ဝိတ္ထုကိုဖတ်ကြည့်ခဲ့ပြီးထိတ်လန့်စရာကောင်းလောက်အောင်ပဲသူရေးတဲ့ဇာညွှန်းနဲ့တထထဲတူညီနေတာကိုတွေ့လိုက်ရပါလေတဖက်ကရှေ့နေရဲ့စ조사ရှာဖွေမှုနဲ့သိခဲ့ရတာကစာရေးဆရာကြီးရှေရန်ဟာတဲကူးလူမျိုးဖြစ်ပြီးတော့ညီကို၃ယောက်ရှိကြကြောင်း ရှန်ကအငယ်ဆုံးဖြစ်ပြီးတော့နောက်ပိုင်းမှာစာရေးဆရာနဲ့ဂိုကာရာမြို့ရဲ့တက်ကြွလှုပ်ရှားသူဖြစ်ထင်ရှားလာခဲ့ပြီး1989ခုနှစ်နောက်ပိုင်းကစလို့သူ့ရဲ့အချက်လက်တွေကိုမတွေ့ရတော့ဘူးလို့ဆိုပါတယ်။အဲဒီနောက်မှာတော့ရှယန်ဟာတေဒီရှင်ဒီမတိရပဲလုံးဝကိုအစနပျောက်သွားခဲ့တာပါ။ဖာဆူကိုတရားစွဲတဲ့စာအုပ်တိုက်ဟာလဲရှယန်ရဲ့အကူရီရဲ့မျိုးဆက်တွေပိုင်ဆိုင်တဲ့စာအုပ်တိုက်ပဲဖြစ်ပါတယ်။ဖာဆူကအဲဒီစာအုပ်ကိုနောက်တစ်ခေါက်ထပ်ပြီးတော့ပြန်ဖတ်ခဲ့ပြီး တိမ်မကြခင်မှာသူ့ရဲ့နားပေါက်ထဲကသွေးတွေစီးကျလာခဲ့ပြန်ပါလေ။ဒါကိုမြင်ရတဲ့အခါကီရတီကစိုးရိမ်ထိတ်လန့်နေခဲ့ပေမဲ့ဖာဆူရဲ့တငယ်ချင်းကတော့ဒါကသူ့အတွက်ရိုးနေပြီလို့ဆိုပါလေ။ဖာဆူဒီလိုဖြစ်တာကိုသူမြင်ရတဲ့အချိန်ပေါင်းယာနဲ့ချီနေခဲ့ပါပြီ။တချိန်ကသူ့ဇန်ညုံးရေးနေတဲ့အချိန်နဲ့ကီရတီစိတ်ဆိုးပြီးထွက်သွားတဲ့ညကလည်းဒီလိုပဲသွေးတွေယိုစီးလာပြီးတော့ဒရီလက်လွတ်ဖြစ်နေခဲ့တာပါ။သူကဆရာဝန်နဲ့ပြသဆစ်ဆေးကြည့်တဲ့အခါမှာလဲဆရာဝန်ကဘာပြဿနာမှမတွေ့ခဲ့ရပါဘူး။ နောက်ရမှာတော့ကီရတီကစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ဆီယာမာကြီးတူးစီကိုတွားကာဗာစုရဲ့အကြောင်းကို ပြောပြခဲ့ပါလေ။ဆီယာမာကြီးကဗာစုကိုခေါ်လာခဲ့ပြီးစိတ်ညို့တဲ့ကုထုံးနဲ့ဒီပြဿနာကိုအပြေရှားနိုင်တယ်လို့ပြောခဲ့ပါလေ။အဲဒီနောက်မှာတော့ဗာစုလည်းဆီယာမာကြီးစီကိုရောက်လာခဲ့ကာစိတ်ညို့ကုထုံးကိုခံယူခဲ့ပါလေ။ဆီယာမာကြီးကဗာစုကိုလိုအပ်တဲ့အချက်လက်တွေမေးမြန်းနေခဲ့ပါလေ။အဆိုပါလက္ခဏာဖြစ်ပေါ်တဲ့အချိန်နေ့ရက်နဲ့သူ့ရဲ့ရုပ်ရှင်ယုံတင်တဲ့နေ့အဖမ်းခံရတဲ့နေ့ စတာတွေကိုမေးမြန်းပြီးတဲ့နောက်သိမ့်မကြခင်မှာဗာဆူတတိလွတ်သွားပါတော့တယ်ပြီးတော့မူမမှန်တဲ့ပုံစံတချို့ဖြစ်ပေါ်လာခဲ့ပြီးအဲဒီနောက်မှာသူ့ရဲ့ဘယ်လက်ကစီးလိုက်ပြာချွေချသလိုအမှုရာလုံနေပြန်ပါတယ်အဲဒီနောက်မှာဗာဆူရဲ့နှုတ်ကရိုစီဆိုပြီးတော့ခေါ်လိုက်မိပြန်ပြီးသူ့ရဲ့နားထဲကလည်းသွေးတွေစီးကျလာခဲ့ပြန်ပါတယ်ဆီယမာကြီးကရိုစီဟာဘယ်သူလဲလို့မေးလိုက်ပြီးသူကအဲ့ဒါကျွန်တော်ဇနီးပါဆိုပြီးတော့ချက်ချင်းပြန်ဖြေးပါတယ် သူပြန်ဖြေပြီးတဲ့နောက်နှကမ်းမွေးကိုလက်နဲ့ပုတ်တတ်တဲ့ဟန်လှုပ်ပြန်ပြီးဆီယာမာကြီးကမင်းကဘာလုပ်လဲလို့ထပ်မေးလိုက်တဲ့ခါမှာတော့ရှီယန်စင်ကာရိုင်းလို့ပြန်ဖြေလိုက်ပါတော့တယ်လုံခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာလောက်တုန်းကရှီယန်ဟာစပိန်နင်းသွားနေစဉ်မှာချိုးတဲ့တဲ့ရွာသားတွေဟာလမ်းဘေးမှာထိုင်ပြီးတော့ဖြတ်သွားဖြတ်လာတဲ့လူတွေစီကနေတောက်ရည်တွေတောင်းခံနေတာကိုတွေ့ရပါတယ်ရှီယန်ကဘာလို့ကိုယ့်ဘာသာ မခတ်ယူကြတာလဲလို့မေးလိုက်တဲ့ခါမှာတော့ သူတို့ကဇာတ်နှိမ်တွေဖြစ်နေလို့ရေရင်းကို ထိခွင့်မရှိပါဘူးလို့ပြန်ဖြေကြပါလိမ့်။မျိုးရိုးခွဲကြတာတွေကိုလက်မခံတဲ့ရှယန်ဟာအဲ့ဒီလူကိုစွဲသွားကရေခတ်စီလိုက်ပါလိမ့်။ဒါမဲ့ဇာတ်မြင့်တွေကဝင်တားခဲ့ကြပြီးရှယန်ကတော့ရေကိုဘယ်မျိုးကမှပိုင်တာမဟုတ်ဘူးဇာတ်နှိမ်တွေထိလို့နှိမ့်ကြတယ်ထင်ရင်သူတို့ရှူတဲ့လေကိုလည်းမရှူကြနဲ့သူတို့နင်းထားတဲ့မြေကြီးကိုလည်းမနင်းကြနဲ့ဆိုပြီးတော့အားလုံးကိုပြန်ဟောက်ပစ်လိုက်ပါလိမ့်။အဲ့ဒီလူတွေကရှယန်ကိုတော့ဘာမှပြန်မပြောရဲကြပါမိမဲ့ ဇက်နှိမ်တွေဘက်ကိုလှဲ့ကာရေရင်းကိုအသုံးပြုရင်သူတို့နေထိုင်တဲ့တဲအိမ်တွေအကုန်လုံးကိုမီးရှို့ပစ်မယ်ဆိုပြီးတော့ချင်းချောက်စကားဆိုပြန်ပါလိမ့်ဇက်နှိမ်တွေကလည်းဒါကိုကြောက်လန့်ပြီးတော့နောက်တခါရေရင်းနာကိုမကတ်တော့ပါဘူးလို့ဆိုကာတောင်းပန်စကားပြောကြပါလိမ့်အဲ့ဒီချိန်မှာပဲရှေဟန်ကအဲ့ဒီဇက်နှိမ်ကိုမချီလိုက်ကာရေရင်းထဲကိုပစ်ချလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ဒီရေရင်းနဲ့ဇက်နှိမ်ရေရင်းဖြစ်သွားပြီးရေစာတဲ့လူတိုင်းလာခတ်တော့လို့ရတယ်ဇံမြင့်ဇန်နဲ့ခွဲကြတဲ့သူတွေကတော့ရေစာပြီးအသေးခံလိုက်တော့ဆိုပြီး ြောလိုက်ပါတော့တယ်။ရှင်ဟာအထိပယ်မရှိတဲ့ရှေးဟိုးဆွဲအယူသီးမှုတွေကိုအမြဲတော်လှန်တတ်တဲ့သူတူဖြစ်တယ်လို့အုတ်ချုပ်ရေးစနစ်ပြောင်းလဲဖို့ကြိုးစားနေတဲ့တော်လှန်ရေးတပ်ဖွဲ့များကိုလည်းကူညီမှုတွေပေးတတ်တဲ့သူပါ။သူကိုယ်တိုင်ကတော့တခြားတော်လှန်ရေးသမားတွေလိုတနတ်ကိုမကင်ခဲ့ပါဘူး။သူ့ရဲ့ခံယူချက်ကတနတ်ကြည်စံတတောင်းဟာလူတယောက်ကိုပဲသိစေနိုင်ပြီး ကလောင်သွားကထွက်တဲ့စာတလုံးကတော့လူတန်းပေါင်းများစွာကိုထိခိုက်စေနိုင်တယ်ဆိုတာပါ။ရှယန်အကိုတွေကတော့ထုံတန်းအစင်လာကိုအလေးထားသူတွေဖြစ်ပြီး ရေအိုးဆွဲအယူတွေကိုအလေးမြတ်ထားကြသူတွေဖြစ်နေကြပါလိမ့်။ရရန်စိတ်ဓာတ်နဲ့စန့်ကျင်ဘက်တွေဖြစ်နေကြတာကြောင့်အကိုရီးယားစူပူကျိမောင်းမှုတွေကိုလည်းအမဲခံရတတ်သူပါ။ရရန်ကဇန်းနိုင်တအူးကိုရေတွင်နဲ့ပြစ်ချတဲ့ကိစ္စကိုသိတဲ့အခါမှာတော့အကိုရီးကအကြီးကျယ်ပဲစိတ်ဆိုးသွားခဲ့ကြပြီးဒီကိစ္စကြောင့်သူတို့ရဲ့မျိုးရိုးတိတ်ခါကြရတဲ့လို့ဒီရွာကပါမောင်းထုတ်ခံရနိုင်တာကိုသိရလားလို့ပြောခဲ့ပြီးရရန်ကဒီကိစ္စအတွက်စိတ်မပူပါနဲ့သူကိုယ်တိုင်ဒီရွာကထွက်သွားပါမယ်လို့ပြန်ပြောလိုက်တာပါ။ သူရဲ့အကိုရီထဲမှာမာနုကတော့ညီငယ်လေးကိုနားလဲပေးနိုင်တဲ့သူဖြစ်ပြီးဒီမိသားစုကထွက်မသွားဖို့အတွက်တားနေခဲ့ပါလေရှေယံကသူကအကိုရီကိုစိတ်ဆိုးပြီးတော့ဒီအိမ်ကထွက်သွားတာမဟုတ်ပဲဒီမျိုးရိုး ခွဲခြားမှုတွေလူအတိုင်းဝိုင်းကြီးကကွဲပြောက်သွားစေဖို့အတွက်စာပေရေးသားပြီးအသိပညာဖြန့်ဝေပေးမဲ့ရည်ရွယ်ချက်နဲ့သူထွက်သွားဖို့လိုအပ်တယ်လို့ပြန်ပြောခဲ့တာဖြစ်ပါလေရှေယံကိုတားမရမှန်းသိတဲ့အခါမှာမာနုကအနည်းဆုံးတော့သူတို့ရွာရဲ့နှစ်စဉ်ကျင်းပတဲ့ရိုးရာပွဲလေးပြီးဆုံးတဲ့အထိ နေသွားဖို့အတွက်တောင်းပန်ပြန်ပါလိမ့်။ဒါမဲ့ရှေယံကဘယ်ရိုးရာပွဲကမှအယုံကြည်မရှိပဲဒီနေ့ညပဲထွက်သွားတော့မှာလို့ပြန်ပြောခဲ့ပါလိမ့်။ဒါမဲ့လေစိတ်ကိုဆင်းလာတဲ့အခါမှာကရိုးတစည်းမရှိမနေတာကိုလည်းတွေ့လိုက်ရပါလိမ့်။လူတွေအားလုံးကရိုးရာပွဲကိုတွားရောက်နေကြတာပဲဖြစ်ပါလိမ့်။သူလည်းကရိုးသမားတယောက်ကိုခေါ်နိုင်မှုအတွက်အဆိုပါပွဲတော်ကိုတွားရောက်ခဲ့ရပြီးအဲ့ဒီမှာမိန်းကလေးတူးကိုသူတွေ့ခဲ့ရပါလိမ့်။သူမကိုမြင်လိုက်တာနဲ့စိတ်ဝင်စားသွားခဲ့ပြီးတော့ သူ့ရဲ့စိတ်တွေပြူစားခံထားရတယ်လို့ဖြစ်ကခရီးထွက်မဲ့ကိစ္စကိုပါမေ့လျော့သွားခဲ့ပါလေ။သူမရဲ့ကားပြဖြောပြမှုပြီးဆုံးတဲ့အထိစိုက်ကြည့်နေခဲ့ပေမဲ့နီးစပ်အောင်စူးစမ်းဖို့တော့သူမတတ်တာနိုင်ခဲ့ပါဘူး။အเจ้าကတော့သူမတို့ဟာဖုန်းတော်ကြီးရဲ့အလုတ်ကျွေးတွေဖြစ်နေကြပြီးဖះเจ้าထဲမှာပဲအပိတ်ခံထားပြီးတော့အပြင်ထွက်ခွင့်မရှိသလိုချစ်သူရီစားထား권လည်းမရှိကြပါဘူး။သူမတို့ဖွဲ့ဟာဖះပွဲမှာကားပြတဲ့တာဝန်ယူရတဲ့ပြင် ူတော်ရောင်ဖုံးကြီးတွေကိုလည်းစိတ်တိုင်းကျပြုစုပေးရသူတွေဖြစ်ပါလေဖုံးတော်ကြီးကလက်ညှိုးညွန်လိုက်တဲ့မိန်းကလေးဟာသူနဲ့တညတာလိုက်ပါပြုစုပေးကြရတာပါနောက်တညမှာလဲရှယံကရွာကနေထွက်မသွားနိုင်သေးပဲသူ့ရဲ့ကောင်မလေးကားပြဖြောပြတာကိုလာကြည့်နေခဲ့ပြန်ပါလေဒီဒီချိန်မှာတော့ကားပြမှုပြီးဆုံးတဲ့အခါမှာသူမနဲ့စကားပြောခွင့်ရအောင်စူးစမ်းခဲ့ပြီးတိတ်မကြခင်မှာသူမလဲဖះเจ้าတွင်ကိုပြန်ဝင်သွားခဲ့ရပါလေ။ မနက်လေးနဲ့ခါမှာမာနုကသူ့ညီရွာက ထွက်မသွားသေးတာကို တွေ့ပြီးတော့တန်တရားနဲ့မေးခွန်းထုတ်လိုက်ပါလေ။ရှယံကရိုးရပွဲပြီးမှထွက်သွားမယ်အကြောင်းနဲ့ဒီပွဲကိုစောင့်ကြည့်ရတာကဖျားသခင်ကိုချစ်လို့မဟုတ်ပဲကောင်မာလီတယောက်ကိုချစ်မိသွားလို့ဆိုပြီးတော့ပြောလိုက်ပါလေ။ဖျားပွဲ၃ညမြောက်မှာတော့ရှယံကအဆိုပါမိန်းကလေးတွေကိုအပြင်ထွက်ခွင့်မပေးဘဲချုပ်ချယ်ထားတာဟာလုံးဝတရားမျှတမှုမရှိကြောင်းအားလုံးရှိမှပြောဆိုခဲ့ပါလေ။ဒီလိုကျွန်တူးလိုချုံနောင်ပိတ်ပင်ခံရပြီးနှစ်တရာအသက်ရှင်ရတာထက် လွတ်လပ်တဲ့ဘဝကိုတရက်လောက်ရှင်သန်ခွင့်ရခြင်းကသာပုံမြတ်တယ်လို့လည်းပြောခဲ့တာပါအရင်ညမှာပဲကားပြမှုပြီးဆုံးတဲ့အခါမှာရွာသားတွေကိုတိတ်ထိတင်ထားတယ်လို့အယူရှိတဲ့အစားအစာတွေပေးဝေခဲ့ကြပြီရှန်ကအဲ့ဒီချိန်မှာ သူမကိုည10နာရီချိန်မှာတွေ့ဆုံဖို့ချိန်ထားလိုက်ပါတယ်သူမကရှန်ရဲ့စကားကိုတညာလုံးစဉ်းစားနေခဲ့ပြီနောက်ဆုံးမှာတော့ချိန်ဆိုတဲ့အတိုင်းထွက်တွေ့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ရှန်ရန်ပြောတဲ့အချိန်ကိုလွန်ခဲ့ပြီဖြစ်ပေမဲ့သူမကတော့ထွက်ကြည့်ခဲ့ပြီး သူမထင်ထားတဲ့အတိုင်းပဲရှယန်ကစောင့်နေစေရှိနေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ဦးတူလှေစည်းကတယောက်ကြောင်းတယောက်မေးမြန်းနေကြပြီးရှယန်ကသူ့ရင်ထဲကခန်းစားချက်တွေကိုအရင်ညမှာပဲဖွင့်ပြောလိုက်ပါတယ်။အရင်ညကစလို့ညတိုင်းသူတို့ချင်းတွေ့ကနေရာစုံကိုလဲပတ်ခဲ့ကြပြီးအပြင်ကိုထွက်မလဲဘူးတဲ့သူမကလည်းအလွန်ကိုပျော်ရွှင်နေခဲ့ပါတယ်။အရင်နောက်မှာတော့သူမနဲ့အကိုဖြစ်တဲ့မာနုတ်ကိုပါမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့သူမဟာသူတော်စင်ရဲ့အလုတ်ကျွေးတယောက်ဖြစ်နေတာကိုသိတဲ့နောက်ပိုင်းမာနုကအတော်လေးကိုထိတ်လန့်မိသွားပါလိမ့်။ဒါပေမဲ့ရှေယံကိုဘယ်နည်းနဲ့မှတားလို့မရမှန်းသိနေတာကြောင့်သူဘာမှမပြောခဲ့ပါဘူး။တ냐မှာတော့ရှေယံကသူမကိုနှင်းစီပန်းကင်းတစ်ခုကိုခေါ်လာပေးခဲ့ပြီးသူမလည်းပန်းကင်းကြီးကိုကြည့်ကာအလုံးပဲသဘောကျနေခဲ့တာပါ။အဲ့ဒီနေ့ကစလို့သူမကိုရိုစီဆိုပြီးနာမည်ပေးလိုက်ပါလိမ့်။ဒီလိုနဲ့တ냐မှာတော့ရှေယံကရိုစီကိုသူနဲ့အတူထွက်ပြေးပြီး ကိုဂါတာမြို့မှာဘဝသည်တစ်ခုတီထောင်ဖို့အတွက်ပြောလိုက်ပါတော့တယ်။ရိုစီကရှေယန်နဲ့အတူလိုက်ပြေးကျင်ခဲ့ပေမဲ့သူမကဖုန်းတော်ကြီးရဲ့အလုပ်ကျွေးတူဖြစ်နေတာကြောင့်လိုက်သွားဖို့မဖြစ်နိုင်ကြောင်းနဲ့သူမသာထွက်ပြေးခဲ့ရင်အယူသီးကြတဲ့လူပတ်ဝင်းကျင်ကသူမကိုပြစ်ပယ်ထားကြလိမ့်မယ်လို့ပြန်ပြောခဲ့တာပါ။သူကမှန်ကန်တဲ့အရာတွေတတ်တိရှိရှိရင်ဆိုင်ဖို့နဲ့တရေဘောကြောင့်တဲ့လူတွေကိုကံကြမ္မာကအနိုင်သွားတတ်တယ်လို့အားပေးခဲ့ပါတယ်။ နောက်နေ့ညမှာရရှယ်ကသူမကိုတခါတည်းခေါ်သွားဖို့အတွက်စောင့်နေခဲ့ပြီးအချိန်တော်နှောင်းတဲ့အထိသူမထွက်မလာခဲ့ပါဘူးနောက်ဆုံးမှာတော့သူမစောင့်နိုင်တော့ပဲဖះเจ้าတဲ့ကိုလိုက်ဝင်သွားတဲ့အခါမှာတော့ရိုစီကိုတေလူမျောပါရိုက်နှက်ထားကြတာကိုမြင်လိုက်ရပါတယ်ရိုစီကရှယ်နဲ့ထွက်ပြေးဖို့ဆုံးဖြတ်ချက်ချခဲ့ပြီးသူမပစ္စည်းတွေကိုတင်းဆဲနေတဲ့အချိန်မှာပဲသူတော်ရောင်ဖုံးတော်ကြီးကဝင်လာကမိန်းကလေးတူးကိုရွေးချယ်ခဲ့ပါတယ်ဒီညမှာတော့အဲ့ဒီဂရုံးကအသက်အရန်ငယ်သေးတဲ့ခလီမတယောက်ကိုရွေးချယ်သွားခဲ့ပြီး ဒါကိုမြင်ရတဲ့ရိုစီကသီးမခံနိုင်ပဲကလေးမကိုဝင်ဆွဲခဲ့တာပါအဲ့ဒီနောက်မှာတော့ကရုံးကြီးကသူမကိုစိတ်ဆိုးသွားပြီးတေလူမျောပါရိုက်နှက်လိုက်တာပဲဖြစ်ပါလေ။ရိုးရပွဲတော်ရဲ့နောက်ဆုံးညမှာတော့အဆိုပါကရုံးကြီးကအရေးကြီးတယ်လို့အယူရှိကြတဲ့အရေးမပါတဲ့အစီရင်တစ်ခုကိုပြုတ်လုံနေခဲ့ပြီးရှန်ကပွဲတော်တွေကိုစိုင်ကယ်နဲ့မောင်းဝင်လာကကရုံးကိုဝင်တိုက်ပလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ကရုံးကိုမထနိုင်အောင်ရင်ဝါကိုဖက်နှောက်နေကြီးပိတ်ပိတ်ကန်ပြစ်ပါလေ။သူကိုဝင်တိုက်ခိုက်တဲ့ကရုံးရဲ့တပည့်တွေကိုလည်းမီးဆွဲနေတဲ့ထင်းစာကြီးနဲ့ရိုက်လဲပြစ်ပါလေ။ အဲဒီနောက်ဂရုံးနဲ့တဖန်ပြန်လဲတိုက်ခိုက်ရပြန်ပြီးသူစိတ်တိုင်းကျထိုးကျိတ်ကန်ကြောက်ထုခွဲပြီးတဲ့အခါမှာတော့ဖရာယုဒုစီကဓားကိုတွားငှားလာပြီးဂရုံးရဲ့အင်ကာကိုခုတ်ဖြတ်ပလိုက်ပါတော့တယ်။ဂရုံးရဲ့နာကျင်စွာအော်ဟစ်တန်ကဖရာပွဲတစ်ခုလုံးကိုလွှမ်းခြုံသွားပါတယ်။အဲဒီနောက်မှာတော့ဂရုံးကို၆ရောက်ကနေဆွဲခေါ်လာပြီးမိခင်ပေးလိုက်ပါတော့တယ်။အဲဒီနောက်အားလုံးရဲ့ရှေ့မှာမိန်ကလေးရီယာဘသူကြုံမမဟုတ်ဘူးဖရာသခင်ရဲ့ကြုံတော်မဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့နှစ်ဦးသားဂိုကာရာမျိုးကိုထွက်လာခဲ့ကြပြီး ရှန်ကပုံနှိပ်တိုက်တစ်ခုမှာအလုတ်သွားလျှောက်ခဲ့ပြီးတော့ကံကောင်းစွာပဲပုံနှိပ်တိုက်မှာအလုတ်လုတ်ခွင့်ရတဲ့အပြင်နေစရာနေရာပါရရှိခဲ့ပါလေ။ရိုစီကတော့လွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အပြင်ချစ်ရသူနဲ့ပါလက်ထပ်ခဲ့ရတာကြောင့်အလွန်ကိုပဲပျော်ရွှင်နေခဲ့တာပါ။ရှန်ကပုံနှိပ်တိုက်မှာအလုတ်ကြိုးစားနေခဲ့တယ်လို့ရိုစီကလည်းတစ်ဖက်တစ်လမ်းကအကတင်တန်းဖွင့်ပြီးဝင်ငွေရှာနေခဲ့ပါလေ။ဒါပေမဲ့သူတို့ရဲ့ဘဝတွေပျော်ရွှင်ချမ်းမြေနေခြင်းဟာသိပ်မကြလိုက်ပါဘူး။ တကယ်မတော့ရိုစီယာကိုဝင်မဆောင်နိုင်ဘူးဆိုတာကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးသူမှလည်းအလွန်ပဲစိတ်ထိခိုက်နေခဲ့ရပါတော့တယ်တကယ်မတော့ရှန်ကသူ့ရေးထားတဲ့ဝတ္ထုတစ်ပုဒ်ကိုပုံနှိပ်တိုက်ပိုင်ရှင်ကိုဖတ်ကြည့်စေတဲ့အခါမှာအဲ့ဒီဦးလေးကြီးကသူ့ရဲ့အရေးသားကိုအတော်လေးအံ့ဩသွားခဲ့ပါလေ။သူ့ရဲ့ဝိထုဟာရှေးရိုးဆွဲအယူသီးမှုတွေကိုတော်လှန်ရေးသားထားတာဖြစ်ပြီးပုံနှိပ်တိုက်ပိုင်ရှင်ကလည်းရှေးရန်နဲ့ခံယူချက်ချင်းတူညီနေတာကြောင့်ပုံနှိပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါလေ။အဲ့ဒီနောက်ပိုင်းမှာတော့သူ့ရဲ့စာအုပ်တွေကိုထုတ်ဝေပေးခဲ့ပြီး ရှယံရဲ့စမ်းသစ်တဲ့အတွေးခွန်နဲ့တော်လန်ရေးဆန်တဲ့အရေးသားတွေကိုလည်းလူများကထိမှတ်မထားလောက်အောင်နှစ်သက်အားပေးကြတာပါသူရဲ့ပထမဆုံးပွဲဥထွတ်စာအုပ်လေးအကြီးကျယ်ထပေါက်ပြီးတဲ့နောက်မှာတော့ရှယံဟာမတရားမှုမှန်သမျှကိုတော်လန်ခဲ့တဲ့စာပေတွေကိုဒီဇိုင်းမမတ်ရေးသားပါတော့တယ်နာမည်ကျော်ကြားလာတာနဲ့မျှသူ့ရဲ့စာပေဩဇာဟာလည်းတဖြည်းဖြည်းကြီးမားလာခဲ့ပြီးနောက်ဆုံးမှာတော့အစိုးရအတွက်ပါအန်ရယ်ရှိတဲ့ဒုတအူးဖြစ်လာခဲ့ပါတော့တယ် ဒါကြောင့်တိတ်မကြခင်မှာပုံနှိပ်တိုက်ပိုင်ရှင်ဦးလေးလည်းအဖမ်းခံလိုက်ရပါတော့တယ်။ဒါမဲ့ရှင်ရန်ရဲ့စာအုပ်ကိုထုတ်ဝေဖျန်းချပေးလိုက်ရတာအတွက်သူတခါမှနောင်တမရခဲ့ပါဘူး။ရှင်ရန်လည်းသူ့ရဲ့ကလောင်သွားနဲ့အမှန်တရားအတွက်ဒစိုက်မတ်မတ်ဆက်လက်တိုက်ခိုက်နေခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်တဲ့စာရေးဆရာဖြစ်နေရောကြော်ကြားတဲ့တက်ကြွလှုပ်ရှားသူသူအနေနဲ့ပါနာမည်ကြီးလာခဲ့ပါတော့တယ်။တဲမှာတော့ရိုစီက"သူမတို့လိုသူတော်ရောင်ကရုံးကြီးတွေရဲ့အလုတ်ကျွေးဖြစ်တဲ့တတ်မှတ်ခံရတဲ့မိန်းကလေးတွေအကြောင်းရေးသားဖို့တောင်းဆိုလာပါတယ်" ီကိစ္စဟာအိန္ဒိယတမျိုးသားလုံးနဲ့ဆိုင်တဲ့အထိမခံတဲ့ဘာသာရေးကိစ္စဖြစ်နေခဲ့သောညလေရှေဟန်အတွက်ကမတရားမှုမှန်သမျှကိုကလောင်သွားနဲ့ခုတ်ဖို့ခံယူထားတာကြောင့်ရုစီရဲ့တောင်းဆိုမှုကိုသူလက်ခံလိုက်ပါတယ်။စာအုပ်ထုတ်ဝေပြီးတဲ့နောက်ပိုင်းမှာသူ့ကိုဝိုင်းဝန်းစန့်ကျင်မှုတွေဖြစ်ပေါ်လာခဲ့ပေမဲ့ရှေဟန်ရဲ့အရှုံးမပေးဘဲကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုကြောင့်နောက်ဆုံးမှာတော့ဂရုံးတွေရဲ့အလုတ်ကျွေးဆိုတဲ့စနစ်ကြီးကိုဖျက်သိမ်းလိုက်ရပါတော့တယ်။ဒီချိန်အောင်မြင်မှုကသူ့ရဲ့နာမည်ကိုဟိုးထိတ်ဆုံးထိရောက်အောင်ရောက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ကိုပိုင်ပုံနှိပ်တိုက်ကိုတီထောင်လိုက်ပြီးသူ့ရဲ့စာအုပ်တွေတိုင်းဟာလည်းရောင်းမလောက်တဲ့အထိဆက်လက်အောင်မြင်နေခဲ့ပါလိမ့်အောင်မြင်မှုတွေများစွာနဲ့ငွေကြေးချမ်းသာကျွေးဝလာတဲ့အခါမှာလူအတိုင်းဝိုင်းကိုပေးကမ်းစွန့်ကြဲမှုတွေကိုလည်းအမြဲမပြတ်လုပ်နေခဲ့တာပါတကယ်မှာတော့ရိုစီကရှေယံရဲ့ပေါင်ပေါ်ကိုခေါင်းတင်ပြီးချမ်းမြေ့စွာနဲ့ပြုံးနေရင်းသူမတေးချင်းတရားနဲ့တွေ့ကြုံရတဲ့အချိန်မှာလဲဒီလိုပဲရှေယံကိုအနာမှာရှိနေစေချင်တယ်လို့သူကပြောခဲ့တာပါနောက်တည့်မှာတော့ရှေယံစီကိုမာနုရောက်လာခဲ့ပြီးတော့ သူတို့ရဲ့အကိုကြီးဖြစ်သူအတော်လေးမကျမ်းမမာဖြစ်နေတာကြောင့်သွားတွေ့ဖို့အတွက်လာပြောပါလေရိုစီကတော့သူမရဲ့ခါးသီးတဲ့အတိတ်တွေရှိခဲ့တဲ့အဲ့ဒီရွာကို ပြန်မသွားချင်တာကြောင့်ရှယန်တူးတွေပဲပြန်သွားခဲ့ပါလေလန်ကီမှလည်းရှယန်ကဝိထုတို့တပုတ်ကိုရေးသားခဲ့ပြီးမာနုတ်ကိုပေးလိုက်ပါလေအင်ကိုပြန်သွားတဲ့ခါမှာတော့အားလုံးရဲ့ဆက်ဆံမှုတွေကမူမမှန်တာကိုသူသတိထားလိုက်မိပါလေတန်တရားစိတ်နဲ့မကြီးဖြစ်သူကိုမေးကြည့်တော့လေဘာမှမဟုတ်ပါဘူးဆိုပြီးတော့ပဲပြောခဲ့တာပါ ။ဒိမ့်မကြခင်မှာပဲသူ့ရဲ့အကိုကြီးရောက်လာခဲ့ပြီးရှရန်အောင်မြင်မှုတွေအတွက်ဝမ်းမြောက်ကြောင်းတွေကိုပြောခဲ့ပါလိမ့်။အဲဒီနောက်မှာအကိုကြီးကရှရန်ကိုဒီအိမ်မှာလာပြန်နေဖို့နဲ့သူနဲ့မျိုးဆက်ချင်းတူတဲ့မိန်းကလေးတဦးကိုရှာပြီးတော့လက်ထပ်ပေးမယ်လို့ပြောလာခဲ့ပါလိမ့်။ရှယန်ကဒီစကားကိုကြားတဲ့အခါမှာမကြေမနက်နဲ့ထမင်းဝိုင်းကချက်ချင်းထရရလိုက်ပါလေ။အဲဒီချိန်မှာပဲအကိုကြီးဖြစ်သူကရှယန်တရီမထားလိုက်မိတဲ့ချိန်မှာပဲဓာတ်နဲ့ထိုးချလိုက်ပါတော့လေ။ အမှန်တော့သူတို့ညီကိုတွေဟာရှယံကိုတတ်ဖြစ်ဖို့လိန်ခေါ်လာကြတာပဲဖြစ်ပါလေပြီးတော့မာနုကလွှဲရင်အားလုံးကဒီကိစ္စကိုကြိုသိထားကြတာပါဒါမဲ့ရှယံရဲ့ရှေးဦးစင်လာကိုတိုက်ဖြတ်တဲ့စာအုပ်တွေကြောင့်ရွာတွေကလူတွေကသူတို့ကိုဇက်နဲ့အမျိုးဆိုပြီးတတ်မှတ်လိုက်တာအတွက်အားလုံးကရှယံကိုတတ်ပြစ်ခြင်းနဲ့ထိမုန်းတီးနေကြတာပါရှယံကိုသူတို့ကိုယ်တိုင်တတ်ပြစ်လိုက်မှသာမျိုးရွယ်တိတ်ခါကိုပြန်ဆဲနိုင်မှာဖြစ်ပါလေအဲဒီနောက်မှာတော့မာနုရောက်လာခဲ့ပြီးရှယံတွေးရိုင်ထဲမှာလဲကြနေအောင်တွေးတဲ့အခါမှာတော့ဝင်ကူဖို့လုပ်ပေမဲ့အကူတွေကသူ့ကိုဝိုင်းဆွဲထားကြပါလေ။ သိမကြခင်မှာတော့ရှယံဟာသူချေရတဲ့မိသားစုလက်ချက်နဲ့ပဲတည်ဆုံသွားခဲ့ပါတော့တယ်။ဗာဆူဟာသူ့ရဲ့အတိတ်ဘဝကိုပြန်မြင်ပြီးတော့သတိပြန်ဝင်လာတဲ့ခါမှာတော့ချက်ချင်းပဲဂိုကာရာမြို့ကိုသွားပြီးရိုစီကိုရှာဖွေခဲ့ပါတယ်။ဘဝဟောင်းကသူအလုံးဝင်ခဲ့တဲ့ပုံနှိပ်တိုက်ကြီးကိုပြန်ရှာတွေ့ခဲ့ပြီးတော့အခုချိန်မှာတော့အုံမင်းဟောင်းနှွမ်းလွန်းနေပါပြီ။ဒါပေမဲ့ပစ္စည်းတွေကတော့အရင်တိုင်းပဲနေသားတကြားရှိနေသေးပဲဖြစ်ပြီးဒါတွေအားလုံးကိုသူတင်းရင်တနည်းကိုခံစားနေခဲ့ရတာပါ။အဲ့ဒီချိန်မှာမင်းကလေးတူဝင်ရောက်လာပြီးတော့ သူမကပုံနှိပ်တိုက်ပန်ရှင်ရဲ့တူမာလေးဆိုပြီးပြောလိုက်တာနဲ့ဗာစုကသူမရဲ့ငယ်ဘဝကိုချက်ချင်းမှတ်မိသွားခဲ့ပါတော့လေသူကရိုစီရဲ့တရင်ကိုမေးတဲ့အခါမှာတော့သူမဒီနေရာကထွက်သွားခဲ့တာကြာပြီဆိုတာကိုသိလိုက်ရပါတယ်တချိန်ကရှင်ရဲ့ပျောက်ဆုံးသွားခဲ့တဲ့အချိန်တွေကသူမခင်မုန်းဖြစ်သူကိုရှာဖို့အတွက်ထွက်သွားခဲ့တာပါဒုတိယချိန်ရုံးချဲရောက်တဲ့အခါမှာတော့ဗာစုကသူ့ရဲ့အတိတ်ဘဝမှာရှင်ရန်ဖြစ်ခဲ့ဘူးတာကြောင့်သူရေးတဲ့ဝိတ္ထုဟာအဲ့ဒီစာရေးဆရာနဲ့တထထဲတူနေတာပါလို့တင်ပြခဲ့ပေမဲ့ ဒီလိုသိပ္ပံဤမကြယုတ်ဒီမတန်တဲ့အကြောင်းပြချက်ကိုတရားရုံးကတော့လုံးဝလက်မခံနိုင်ခဲ့ပါဘူး။ဒါပြင်တရားလိုရှိနေကပါစိတ်ညို့ကုထုံးကိုအသုံးပြုတာဟာတသက်ဖြစ်အကျုံးဝင်ဘူးလို့ပြောလိုက်ပါလေ။တပတ်ကဗာဆူရဲ့ရှိနေကလည်းတရားရုံးကလူဝင်စားကိစ္စတွေကိုလုံးဝယုံကြည်မှာမဟုတ်တာကိုကြိုတင်တွက်ဆထားပြီးသားဖြစ်ပါလေ။သူမကလူတီများထင်ရှားတဲ့မိန်းကလေးတဦးရဲ့လူဝင်စားဖြစ်ရက်ကိုတသက်တွေနဲ့တကွယုံတော်ကိုတင်ပြခဲ့ပါလေ။ အဲ့ဒီလူဝင်စားရေးဖြစ်ရက်ကိုမဟာဓမဂန္ဒီကြီးကိုယ်တိုင်စုံစမ်းရေးကော်မရှင်ဖွဲ့ကစစ်ဆေးခဲ့ပြီးနောက်ဆုံးမှာလူဝင်စားဖြစ်ကြောင်းလက်ခံခဲ့ရတာဖြစ်ပါတယ်။ဒါမဲ့လည်းရုံတော်ကတော့သိဗံနီးကြယုတ်တိခိုင်လုံတဲ့တပ်တွေကိုပဲလက်ခံမယ်လို့ဆက်ပြီးတော့ပြောနေသေးပါ။တရားစီရင်ချက်ချတဲ့နေ့မှာတော့ဗာစုကိုအပြစ်ရှိကြောင်းအမိန့်ချမှတ်ဖို့ပြင်ဆင်နေသေးမှာပဲ။မာနုတရားခွင်ထဲကိုရောက်လာခဲ့ပါတော့တယ်။ရှေ့ရန်ညီကိုတွေထဲမှာမာနုတယောက်ပဲတက်ရှိထင်ရှားကြံတော့တာဖြစ်ပါတယ်။ ဗာစုကိုမြင်လိုက်ရတာနဲ့မာနုကရှယန်းဆိုပြီးတော့ခေါ်ဆိုလိုက်မိပါတော့တယ်။မာနုကဗာစုဟာသူ့ရဲ့ညီပြန်ပြီးတော့ဝင်စားတယ်ဆိုတာကိုတတ်သိပြပေးဖို့တရားခွင်ကိုရောက်လာခဲ့တာပဲဖြစ်ပါလေ။မာနုကဗာစုဟာသူ့ရဲ့ညီဝင်စားတယ်ဆိုတာကိုလုံးဝကိုယုံကြည်နေတာပါ။အကြောင်းကတော့ဗာစုပထမဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇလန်းတူလေးဟာတချိန်ကရှယန်းသူ့ကိုလှေပေါ်မှာရေးပြီးတော့ပေးထားခဲ့တဲ့ဇလန်းနဲ့ထပ်တူဖြစ်နေလို့ပါပဲ။ အဆိုပါဇလန်းတို့ကိုဘယ်တော့မှရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။ဒါကြောင့်ဒီဇလန်းတို့ကိုတီးတဲ့သူဟာရှေယံနဲ့မာနုတို့သာရှိကြတာဖြစ်ပါလေ။အမန်နောဗာစုကိုတရားဆွဲတဲ့ပုံနှိပ်တိုက်ပိုင်ရှင်ဟာမာနုပဲဖြစ်နေခဲ့ပြီးဗာစုပေါ်တရားဆွဲဆိုမှုကိုပိတ်သိမ်းပေးလိုက်ပါတော့လေ။ဒါပြင်ကိုအိန္ဒိယရဲ့အကြီးဆုံးပုံနှိပ်တိုက်ကြီးနဲ့စီးစိမ်အားလုံးကိုပါပိုင်ရှင် အစစ်မှန်ဖြစ်တဲ့ရှေယံဝင်စားသူဗာစုကို လွှဲအပ်ပေးလိုက်ပါတော့လေ။ ဘာစုကလည်းသူ့ရဲ့အကိုစီကိုသွားကရှေးအောင်နှောင်းဖြစ်တွေပြောဆိုမိကြပြီးမာနုကရှေးရန်တည်ဆုံမှုမှာသူ့ရဲ့အပြစ်လည်းမကင်းခဲ့တာအတွက်တောင်းပန်စကားဆိုပါလေဒါပြင်ကိုမာနုထပ်ပြောလိုက်တာကရိုစီယာအခုချိန်ထိတက်ရှိထင်ရှားရှိနေစေဖြစ်ပြီးရှေးရန်ကိုနေ့စဉ်စောင့်မျှော်နေစေပဲဆိုတာကိုပါအဲဒီနောက်မှာတော့ဘာစုကချက်ချင်းပဲရိုစီရှိတဲ့နေရာကိုလိုက်သွားခဲ့ပါလေအခုချိန်မှာတော့ရိုစီကရှေးရန်လို့နာမည်ပေးထားတဲ့အကအတင်တန်းကြောင်းလေးဖွင့်ကဘဝကိုငြိမ်းအေးစွာနဲ့ပဲဖျက်ဆီးနေပါလေ။ သူမဘာစုကိုမြင်လိုက်ရတာနဲ့ဒါဟာသူမရဲ့ခင်မိုးမဲဆိုတာကိုချက်ချင်းသိလိုက်ပါလေသူမရဲ့တဘဝလုံးညှော်လင်တကြီးနဲ့စောင်းစားနေခဲ့ရတဲ့သူကိုမြင်တွေ့ခွင့်ရတဲ့ခါမှာတော့လွန်စွာဝမ်းသာပြီးမျက်ရည်ဆိုသောအပြုံးမျက်နှာနဲ့ဘာစုအနာကိုဖြင်းညင်းစွာရောက်လာကသူ့မျက်နှာကိုတည်တည်ချာချာငေးကြည့်နေပါတော့တယ်အဲဒီနောက်မှာတော့အပြုံးငွေ့မပြေသေးတဲ့မျက်နှာလေးနဲ့ပဲသူမချစ်တဲ့သူရဲ့အနာမှာတည်ဆုံသွားခဲ့ပါတော့တယ်ဘာစုသူမုတ်ရှယ်ယံကလည်း ။သူမပြောထားဘူးသလိုသူမတည်ဆုံးချိန်မှာအနားမှာရှိနေခွင့်ရသွားခဲ့တာပါပဲ။တည်ဆုံးချိန်မှာသူမရဲ့လက်တန်းလေးကဗာဆူရဲ့လက်တန်းကိုချိတ်တွေထားခဲ့တာကိုလည်းမြင်တွေ့လိုက်ရပါလိမ့်။တရှိတရဝတိုင်းဟာရှင်သန်ရက်တီရဲ့အတွက်အချိန်နဲ့မျှတိုးတက်ပြောင်းလဲမှုတွေကိုပြုလုပ်နေရပါလိမ့်။လူတွေလည်းဒီတိုင်းပါပဲ။ပြောင်းလဲတိုးတက်မှုတွေအမြဲတမ်းပြုလုပ်နေကြရပြီးအ ਨੇ ဆုံးတော့လူတိုင်းရဲ့အသိပညာတွေဟာနေ့စဉ်တိုးတက်ပြောင်းလဲလျက်ရှိကြပါလေ။ဒါပေမဲ့အတိတ်ပဲမဲ့တဲ့အယူအဆတွေ အကျိုးမရှိတဲ့ထုံတန်းအဆင့်လာတွေဟာတဖြည်းဖြည်းပျက်စီးပျောက်ကွယ်သွားခြင်းဒါမှမဟုတ်ပြန်လည်ပြင်ဆင်ရခြင်းတွေဖြစ်လာကြမှာပါဒါပေမဲ့အဲ့ဒီပြောင်းလဲမှုတွေဟာလွယ်လွယ်နဲ့ဖြစ်လာမှာမဟုတ်ပဲစန့်ကျင်တိုက်ခိုက်မှုတွေကြီးစွာဖြစ်ပေါ်မှပြောင်းလဲခွင့်ရကြမှာဖြစ်ပါတယ်ပြီးတော့အင်အားအကြီးမားဆုံးသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေဖို့ဆိုရင်တော့အတွေးခေါ်ပိုင်းဆိုင်ရာကစတင်ပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်ဒါကြောင့်လူအတိုင်းဝိုင်းရဲ့မျိုးဆက်သစ်များအတွေးခေါ်တွေပုံမှန်ရင့်တန်လာစေဖို့အတွက်ဆန္ဒပြုရင်းနဲ့ပဲ ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါပြီခင်ဗျာနောက်ထပ်ဇာတ်ကားကောင်းများနဲ့နောက်နေ့ဒီမှာကျွန်တော်တို့အားလုံးအတူတူပြန်လည်ပြီးတော့တွေ့ဆုံပါအောင်မေဒီနေ့မှလည်းကြည့်ရှုအားပေးကြတဲ့သူများအချိန်ပေးကြတဲ့သူများအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ